နက်ဂလက်စ်ဂျက်ဆင်ကြောင့်ရှုံးပွဲကြုံတွေ့ခဲ့တဲ့ချဲစီမင်္ဂလာပါကိုခိုင်းစ်တာဖုတ်ဘောရှင်ရဲ့ချဲစီ TV ကနေအပြောင်းအလဲအနေနဲ့အားလုံးကိုကြည့်နေပါတယ်ကျွန်တော်ခုခါမှာ Newcastle နဲ့ Chelsea ရဲ့ပွဲပြီးသုံးသပ်ချက် full time review ကိုလုပ်ပေးသွားကြပါတယ်ဒီလောက်ထိအရေးကြီးနေတဲ့အခြေအနေမှာ Nicholas Jackson ဆိုတဲ့ကစားသမားဒီဘာရည်ရွယ်ချက်နဲ့အဲ့လို မဖြစ်သင့်တဲ့မလုံသင့်တဲ့လုံရတခုကိုလုတ်ခဲ့တာတုံးကျွန်တော်က Jackson နဲ့ပတ်သက်ပြီးတော့ပဲဒီရှုံးပွဲကိုအဓိက highlight လုပ်ပြီးပြောခြင်းတယ်ဒီပွဲဒီမှာ Chelsea တင်းရဲ့စိတ်တက်ပိုင်းနဲ့ခံယူချက်ပိုင်းတခါမှမမြင်ခဲ့ဘူးအထူးသဖြင့်ကျွန်တော်ဒုတိယအိမ်မှာတော်တော်လေးကောင်းခဲ့တယ်အကောင်းဆုံးတော့သူတို့ကြိုးစားကစားခဲ့တယ်ဒါပေမဲ့2-0ဆိုတဲ့ result နဲ့ရှုံးသွားတယ်အဲ့တော့ကြောင့်ရှုံးတာကိုလည်းအပြစ်မမြင်ဘူးဘာကြောင့်လဲစ조사ကစားခဲ့တယ်ကိုစွမ်းတလောက်တော့ ကိုရအောင်ကစားသမားတွေပေးဆက်ခဲ့တယ်။ဒါပေမဲ့ဒီရှုံဖြစ်ပေါ်ခြင်းရဲ့အဓိကတရခံက Necklace Jason လို့ပဲကျွန်တော်ပြောခြင်းတယ်။ Newcastle လို့အသင်းမျိုးစိန့်ဂျိမ်းဘက်မှာ၁၁ယောက်၁၁ယောက်ကစားရအောင်မလွယ်ပါဘူး။ Aggressive playing style ကိုပိုင်ဆိုင်ထားတဲ့အသင်းတစ်သင်းကိုအဝေးကွင်းပရိသတ်အားနဲ့ကစားရတဲ့အခြေအနေမျိုးမှာ ကိုယ့်အသင်းကစိတ်သက်ခိုင်မာနေမှဖြစ်လိမ့်မယ်။ လူကလည်း၁၁ယောက်၁၁ယောက်ကစားကမှတော်ကာကြလိမ့်မယ်အဲ့လိုအခြေအနေမျိုးမှာစောစောစီးစီးအနိကက်ပြစ်ဒဏ်ခံယူသွားတာဟာကိုယ့်အသင်းကိုကြောက်ထဲတွန်းချလိုက်သလိုပဲကျန်တဲ့မိနစ်တွေစက္ကန့်တွေမှာ အသင်းအတွက်တောက်လျှောက်ပေးဆက်ကစားခဲ့တဲ့ကစားသမားတွေရဲ့စေတနာတွေပေးဆက်ခြင်းတွေကိုစော်ကားလိုက်တာပဲအဲ့တော့နက်ကလက်ချက်စင်တော်တော်လွန်တယ်ဗျအဲ့တော့ဒီနီကက်ကိုကြည့်မယ်ဆိုရင်ကွင်းလက်တိုင်းရဲ့အမှားလုံးဝမပါဘူး သူ့ရဲ့ရည်ရွယ်ချက်ကပြက်ပြက်သားသားကိုပြိုင်ဘက် ကစားသမားရဲ့မျက်နှာကိုနော်တထောင်နဲ့တိုက်မယ်ဆိုတဲ့ရည်ရွယ်ချက်ပါနေတယ်။ဒိုင်ကအဝါကတောင်အရင်ပြလိုက်ပါသေးတယ်။ဒါမဲ့ VAR serious foul ဖြစ်တယ်ဆိုပြီးတော့ကွန်းလက်ဒိုင်ကိုပြန်ကြည့်ခိုင်းတဲ့အခါမှာကျွန်တော်တို့ထင်သလိုပဲတကယ်ကိုရည်ရွယ်ချက်ရှိရှိနဲ့တထောင်ကြီးပါသွားတဲ့အတွက်ကြောင့်အနီကက်ပြစ်တယ်နဲ့ထုတ်ပယ်ခံလိုက်ရတယ်။ဆိုတော့ဒီလိုမျိုးပွဲတွေမှာ ဲ့လိုမာယူရဲစံနဲ့စောက်စင်းမရှိတဲ့အလုပ်တွေလုပ်လို့မရဘူးဗျဒီကောင်ကစားနေတဲ့အသင်းကချယ်ဆီဆိုတဲ့အသင်းဘလောက်ပဲဟိုရှစ်မှာဂိုးတွေလွဲ့လွဲ့နော်ကျွန်တော်တို့ခွင့်လွှတ်ပေးတယ်အော်သူကြိုးစားကစားလို့သိရှိတာလေးတစ်ခုတည်းနဲ့ကျွန်တော်နားလေလက်ခံပေးလို့ရတယ်ကျွန်တော်ပြောပါသေးတယ်ဟိုဂိုးသွင်းစရာမလိုတဲ့တိုက်စစ်မှုဆိုတော့ကိုယ့်ရဲ့ teammates တွေနေရာလို့ရအောင်သူရှာဖွေပေးတယ်အဲ့အတွက်လေရှစ်မှာ appreciate အများကြီးလုပ်ပေးပြီးဒါမဲ့ဒီလိုပွဲမျိုးတွေမှာတော့လုံးဝ အမှားရမခံသင့်ဘူးဗျ။ဆိုတော့ယူကက်ဆယ်တင်းကဒီနေ့ပွဲစဉ်မှာတွင်းကိုတကိုးကလည်းဥဆောင်ပြီးသွားပြီးတယောက်လည်းအตายရသွားတော့ထိမ့်ကန်သွားတာလည်းပါတယ်။ဒါတော့မှသူတို့တင်းရဲ့အပိုင်ခွင့်ရေးအများကြီးရခဲ့ပါသေးတယ်အဲ3 vs 3အခြေအနေလည်းရှိတယ်။နောက်ကော်နာကနေတစ်ဆင့် e-set ကန်သွင်းရတဲ့အခြေအနေမျိုးတွေလည်းရှိတယ်။အများကြီးပါဟိုသူတို့အနေနဲ့ goal twin ဖို့ထက်ဒီရထားတဲ့ goal တကူကိုပဲပြန်ပြီး ်ချစ်ပါကူမပေးရဘူးစ조사အထုတ်ကစားသွားတဲ့ပုံတံအခင်းချင်းမျိုးကိုလည်းမြင်ခဲ့ရပါတယ်ဆိုတော့ကျွန်တော်ချယ်စီကဘယ်လိုဖြစ်နေလဲဆိုတော့ဟိုနီးပြလွဲလွဲမလွဲကစားသမားတယောက်မဟုတ်တယောက်လွဲနေတဲ့ပုံစံမျိုးကယာဒီအစတဲကနေအခုအချိန်ထိပြီးုံမပြီးနိုင်တော့ဘူးဘလုံးမွဲကပြီးဖို့နောက်ထပ်နှစ်ပွဲလောက်ပဲကြံတော့တယ်အဲ့လိုအချိန်ဒီမှာအခုဒီအမားရွံ့ကမกินသေးဘူး ကျတော့ဒီရာဒီမှာချန်ပီယံလိဂ်ကိုခွင့်လွဲချော်သွားရင်လည်းပွင့်လင်းပြောတော့ဘာမှအံ့ဩစရာအကြောင်းတော့မရှိဘူးဗျဒီလိုမျိုးလွဲနေတာတစ်ချိန်မကနှစ်ချိန်မကနော်၃၄၅ချိန်ဖြစ်နေတဲ့အသင်းမျိုးကတော့ဖြစ်မှာပဲလွဲချော်မှုတွေကတော့ရှိမှာပဲအဲ့တော့ကျွန်တော်တို့ကိုပိုင်အခွင့်အရေးကိုကိုတိုင်ဖန်တီးလို့ရပါလျက်နဲ့အခုချိန်မှာသူများဖန်တီးတဲ့အခွင့်အရေးကိုနော်သူများရဲ့ကံကြမ္မာကိုကျွန်တော်တို့စောင့်ကြည့်ရတော့မယ် Nottingham Forest, Leicester City နဲ့ကစားမဲ့ပွဲစဉ်မှာနိုင်သွားရင်ကျွန်တော်တို့ရဲ့အပေါ်ရောက်သွားမယ်။နောက်လာမဲ့ပွဲစဉ်တွေမှာ Nottingham Forest ချေချော်တာကိုစောင့်ကြည့်ရမယ်။ဒါပြင် Aston Villa ကလည်းနောက်ကကတ်လိုက်ပြီးတော့ဖိအားပေးနေတယ်။သူများနှကောင်းပေါင်းနဲ့အသက်ရှူရတော့မယ်ပုံစံ။ပြောရင်တော့မှအသက်ရှူချက်တယ်။အဲ့လောက်ထိကို Chelsea ကခတ်ခဲသွားပြီ။ဒါကိုကန်ဂျမာကိုဖန်တီးလိုက်တာ။ကျွန်တော်ပြောပါရစေဒီပွဲစဉ်မှာ Chelsea အနေနဲ့တည်ရကစားမယ်ဆိုရင်တော့ Okay Manchester United နဲ့ပွဲကိုအနိုင်ကမ်းနောက်တစ်ပွဲ Nottingham Forest နဲ့ပွဲကိုတည်ရထိန်းကန်ရအောင်ရအောင်မယ်။ဒါတော့မှ Aston Villa ကိုကြည့်ရအောင်ပါ။ဆိုတော့ ဒီနေ့ပွဲစဉ်မှာနျူကက်ဆယ်ကစားသွားတဲ့ပုံစံကတော့ဒီပြပြကစားသွားတယ်သူတို့ရဲ့ဟို aggressive playing style အတိုင်းပဲဘောလုံးပြန်ရတဲ့အချိန်မှာလဲ all attack နော်ဘောလုံးမရှိတော့တဲ့အချိန်မှာလဲ pressing အများကြီးပေးတယ်ဆိုတော့ကျွန်တော်ပေးလိုက်ရတဲ့ဂိုးကလည်းထုံနီတူပဲ Romeo Lavia ဘောလုံးထိန်းတာအနေနဲ့နောက်ကျနေတယ်ဒီချိန်မှာတောက်လျှောက် pressing ပေးလိုက်တဲ့အတွက်ကြောင့်ဘောလုံးပြန်ပြီးတော့ရသွားတယ်ကို့ အသင်းရဲ့ခန်းစစ်ကစားသမားတွေနေရာမယူရသေးတဲ့အချိန်ယူကဆေကလွယ်လွယ်ကူကူပဲဂိုးသွင်းယူသွားခဲ့တယ်ပေါ့နော်အဲ့တော့ Moises Caicedo ကို right back တနေရာမှာထားတယ် Caicedo ရဲ့လှုပ်အားနှုန်းနော်ဒီနေ့အသင်းပေါ်မှာပေးဆက်ကစားမှုကဘာမှအပြစ်ပြောနေစရာမလိုဘူးတော်ကောင်းတဲ့ကစားသမားတယောက်ဒါမဲ့ပြဿနာကဘာလဲဆိုတော့အသင်းရဲ့တိုက်စစ်ပိုင်းမှာကစားနေတဲ့ကစားသမား၃ယောက်ဖြစ်တဲ့ Nuno Mendes, Pa, Pedro Neto လုံးဝ connection မရှိဘူး တယောက်တစ်ပေါက်စီစော့နေကြပက်ထရိုနက်တိုကလည်းတယောက်တစ် dribble လုပ်တယ်ကိုးပါမှာပို့ဆိုးတယ်ဒီနေ့ပွဲတစ်ပွဲလုံးဘာတွေလုံးနေမှန်းမသိတာအဲ့တော့နိုနီမတူရဲ့ကေးလဲထိုနီးတူပဲအဲ့ကျွန်တော်တွေကဟိုကွင်းလဲမှာဒါ mifee overload ဖြစ်ဖို့ကစားထားရင်ပဲ overload ကိုလှုပ်ချိန်မရလိုက်တာဘာကြောင့်လဲဆိုတော့ခိုင်စီတို့ဒီအဲ့တစ်ဖက်ကအန်တနီဂါဒန်ကိုပဲအာယုံစိုက်နေရတဲ့အတွက်ကြောင့်များသောအားဖြင့် channel မှာပဲအချိန်ကုန်သွားခဲ့တယ်အလဲမှာ romeo level ကတယောက်ပဲအန်ဆိုကလည်း ဟိုကွင်းလယ်မှာလေဗယာနဲ့မွိုင်ဆက်နှစ်ယောက်ရှိတဲ့ပုံတံတမျိုးပုံဖော်ထားတဲ့အခါကျတော့နံပါတ်8မှာပဲအနေများတယ်ရိုမီယိုလေဗယာရှစ်တက်သွားလိုက်တဲ့အခါမှာအဲ့ဒီကျွန်တော်တို့ရဲ့ beating the lines မှာ gap တွေအများကြီးဖြစ်တာအထူးသဖြင့်ပထမပိုင်းမှာလွတ်လွတ်ကျွတ်ကျွတ်ဂိုးသွင်းကွင်းနဲ့ Newcastle အများကြီးရခဲ့တယ်ဆိုတော့ Newcastle ဒီကျွန်တော်ရှင်းမှာပြောသလိုမျိုးပဲဂိုးအလောက်ထိသွင်းဖို့သူတို့မလိုလို့သူတို့အဲ့ဒီရသွားတဲ့သွင်းကိုတခုကိုပဲထိန်းကျင်တဲ့အတွက်ဂိုးတွေထပ်မသွင်းတာ တကယ်ဖိဖိစီစီနဲ့အာယုံအပြည့်ဝဆိုက်ပြီးကစားရင်ကျွန်တော်တို့ဂိုးတွေထပ်ပေးရမှာဒါ့အပြင်အလက်ဇန္ဒားအီဆက်ကလည်းဒီနေ့ပွဲစဉ်မှာပုံမှန်ဆွမ်းဆောင်ရင်အောက်ရောက်နေတဲ့အခါကျတော့အနည်းငယ်ခံတာသွားခဲ့တယ်။ပြောချင်တာကျွန်တော် overload လုပ်ဖို့စိတ်ကူးထားခဲ့ပေမဲ့အသင်းကတယောက်နဲ့တယောက်ချိတ်ဆက်မှုပိုင်းတွေမှာအားနည်းသွားတဲ့အခါကိုကစားတဲ့ position တက်နေရမှာပဲအာယုံအပြည့်ဝဆိုက်ပြီးကစားပေးသွားခဲ့တယ်။ Liverpool နဲ့ဘွဲဘရိုးကြီးကြီးဗျာ winger တွေနဲ့ ဒီ side back ကစားသမားတွေဘယ်လောက်ချိတ်ဆက်မှုအားကောင်းလဲအဲ့တော့ Netto နဲ့ Moises နဲ့လည်း link နေရပြတ်နေတယ်တစ်ဖက်ကကိုကူရဲရနဲ့နော် Noni Madueke ကလည်း link နေပြတ်နေရောအဲ့ channel တွေကလည်းတယောက်တယောက်တယောက်ချင်းဒီပဲကစားနေရတဲ့ပုံသဏ္ဍာန်မျိုးတွားတွေ့ရတယ် Newcastle ကစားသမားတွေကတော့ပိုင်းနဲ့ရရှိတယ်လို့ပဲပြောရမှာပေါ့ဒီနေ့ရာဒီမှာအသင်းကြီးတွေနဲ့သူတို့အကောင်းဆုံးရင်ဆိုင်ခဲ့တယ်ဘလို့ကစားအောင်လဲဆိုတာပပနဲ့နဲ့ရှိတယ်မမချာချာကိုပထမအိမ်မှာကစားသွားခဲ့တာပက်ထရိုနက်တိုဆိုရင်ပထမအိမ်မှာတော်တော်ယုံတယ်ဒါပေမဲ့ဒုတိယအိမ်မှာ ဒီဒမ်ဘန်ကိုနည်းနည်း instruction အစ်တစ်ခုပေးလိုက်တယ် ਨੇ တူတယ်ပက်ထရိုနက်တိုကိုတောက်လျှောက်လူကပ်ပြီးတော့ကစားတယ်နက်တိုတိတ်ပြီးတော့မလုံရဲတော့ဘူးဒါတွေကတော့ဟိုအထူးပေးတဲ့ instruction တွေအကြောင်းဒမ်ဘန်အနေနဲ့ပက်ထရိုနက်တိုလူကပ်ကစားသွားတယ်လို့ပဲပြောရမှာပေါ့နော်ဆိုတော့ဒုတိယပိုင်းမှာကျွန်တော်တို့ဘလုံးပေးကင်ခဲ့တယ်လို့လည်းပြောလို့ရတယ်ပေးကစားခဲ့တယ်လို့လည်းပြောလို့ရတယ်အဲကျွန်တော်တို့မစိုးပေါ့နော်မစိုးဆိုရင်မဲ့ဒီ numerical တွေက ထိရောက်မှုရှိတဲ့ numerical တွေတော့မဟုတ်ခဲ့ဘူး။ကစားသမားတဦးချင်းတယောက်ချင်းပြန်ဆွမ်းဆောင်ရပါရလဲ။လိုအပ်ချက်တွေအများကြီးရှိခဲ့တယ်။ဘရုလည်းခံစားမိမှာပါ။ကိုဘသူသွေးမလဲဆိုရယ်စိတ်ခံစားချက်ကျွန်တော်တို့မှဘသူမှမရှိဘူး။ Newcastle ကစားသမားတွေကပိုတောင်သိအောင်ပဲကိုင်းထဲမှာကစားနေတာ။အဲ့တော့ကြောင့် possess တွေပြီးတာများတယ်။တချို့တော့ cross body ပြီးတာများတယ်။ဒါပေမဲ့ကိုဖြစ်မပြောင်းလဲနိုင်ခဲ့ဘူး။ Now ဟို viewer ဘက်မှာပြဿနာရှိတာ across body ဒါပြင် cross ball ဆိုတဲ့နေရာမှာအများကြီးဗျာဒီတိုင်းတာမန်ပေးတဲ့ cross ball ရှိမယ် reverse cross တရှိမယ်ဒီတိုင်းပဲသွားပေးတယ်အဲ့လိုပေးလို့မရဘူးလေဟို dan ban နဲ့နောက်က fabian sha အရက်အရှိကြီးတွေပဲဘယ်လိုမျိုးကစားမလို့ဒါပြင် bootman ကလည်းเนาะပထမအိမ်မှာရှိသေးတယ်အဲ့လိုအခြေအနေမျိုးမှာတော့အဲ့ဒီ cross ball တွေဘာမှအသုံးမဝင်ခဲ့ဘူးကျွန်တော်တို့ကလည်းပြဿနာအဲ့ပုံစံတိုင်းပဲကစားတတ်တယ်ဆိုတော့ဒီလိုမျိုး area jewel ကောင်းတဲ့အသင်းတွေကို ရှင်ကစားမဲ့အခါကျရင်တခြားသော viewer ဘိုင်းနဲ့ကိုရဖို့ Morris ကအနေနဲ့ကြိုးစားအားထုတ်မှုပြုလုပ်တင်တယ်လို့တော့ကျွန်တော်ထင်တယ်။ conclusion ဆွဲရမယ်ဆိုရင်ကျွန်တော်တွေကစိတ်သက်လေးကောင်းခဲ့တယ်ဒုတိယအိမ်မှာအตาကြီးကနေကစားခဲ့တယ်ဘာညာတော့ပြောလို့ရတယ်။တွေ့မယ်ပူကောင်းတဲ့အတင်ကနိုင်တာပါပဲရှင်းပါတယ်။ပူမကောင်းတဲ့အတင်ကနိုင်စရာအကြောင်းမရှိပါဘူးခင်ဗျ။အခုချိန်မှာတော့ကျွန်တော်တို့သူများနှက်ခေါင်းပေါက်နဲ့အသက်ရှူရမယ်ဘဝပြန်ရောက်သွားပြီဖြစ်ပါကြောင်းသုံးသက်ဆွေးနွေးနေပဲဗီဒီယိုလေးဒီမှာနားခွင့်ပြုပါခင်ဗျ။